ဲ့မင်းတစ်ထပ်ကြီးပျောက်သွားတာကိုမြင်ပြီးတော့လေဟဲ့ဟုတ်လို့လားဗောငါ high food သွားပြင်ရင်တောင်မှဗောနော်ငါအဲ့လိုမျိုးကြီးမဟုတ်ဘူးဗောသူကမင်းတစ်ထပ်လုံးဝပျောက်သွားတယ်မျက်နှာကလိုးတယ် skin care တွေလည်းထိရောက်တယ်အရင်တော့ကမျက်နှာရပြဲကွဲနေတာပဲအခုဆိုအမဒီ v shape ပဲပေါ်လာတယ်ဒီအဓိကဒီဟာတွေပဲပျောက်သွားတာလုံးဝအရှင်ပျောက်သွားတာ ရဲ့ review လေးတွေရယ်ပြီးတော့နောက်တစ်ခုကကျတော့အမတို့အသက်40ကျော်လာပြီဆိုတော့လေအဲအသားကြီးကိုထိမ့်သိမ့်ကျင်နေဒါမှလည်းဆိုင်ဝင်လဲအများတန်းသွားပြီးတော့အမတို့မှာအချိန်မပေးနိုင်ဘူးလေမပေးနိုင်တဲ့ပုံမှာအဲ့ဒီဟာကိုကြည့်ပြီးတော့သုံးမှန်ဆိုပြီးတော့မှအချိန်ယူနေရကြပြီနောက်ပြီးဆိုမြောက်ပြည်ကနေပြီးတော့မှရန်ကုန်ရောက်တာနဲ့အမျိုးသားမြောင်းငေါ့ပို့ပြီးဝယ်မရမယ်ဆိုတော့အဲ့ဒါနဲ့လာပြီးတော့စပြီးတော့ရွေးချယ်ပြတာပါ အဲ့နောက်ဆုံးအခုထွက်လာတဲ့နောက်ဆုံးထွက်တဲ့ဆက်ကလေးကိုစပြီးတော့ဒီကညမငယ်လေးကမိတ်ဆက်ပေးတယ်ပြီးတော့ဒီကကလေးတွေကလည်းစကားပြောလဲအရန်ကောင်းတယ်ဟိုဘယ်လိုပြောမလဲကိုကအမတို့ဆိုရင်ကွာ ဘာမှဘာစက်မှလည်းမသုံးတတ်ဘူးဘာမှလည်းမသုံးမသုံးဘူးတဲ့လူပေါ့ကိုကိုကိုယုံကြည်မှုရှိဘူးပေါ့ကွာပြောချင်တဲ့သဘောကအာသူတို့ကမဟုတ်ဘူးဒါလေးတည်းဒီလိုလေးအသုံးကြည်နော်ဒီကနေပြီးတော့ဒီလိုလေးရှိတဲ့အမအစိမ်းမပြေတာရှိရင်အမလမ်းပြောလို့ရတယ်ဒီကနေအကုန်လုံးတောင်းဝင်ဟိုဟာလုတ်ပြီးတော့အမကိုဖြေရှင်းပေးမယ်ပေါ့နော်အဲအဲ့လိုပုံစံလေးနေဆိုတော့အားပေးတာလည်းပါသွားတော့အာနဲ့ရအောင်သုံးပြတာအမကလည်းအဒီဆက်ကလေးကိုအဒီဆက်ကိုဆက်ဆက်ကျဝယ်သွားတယ်ဝယ်သွားတဲ့အချိန်မှာကိုဘယ်လိုသုံးလို့သုံးမှမသိဘူး ါတော့ဟိုကိုဘလို့ဟိုစပြီးတော့ဒီကနေ့ဘလို့ပြောပြတဲ့အချိန်မှာကိုသုံးပုံသုံးအားနဲ့ဆန်းပြီးတော့သုံးကြည့်မယ်ဆိုပြီးတော့မှဆန်းပြီးအမအဲ့ဒီနေရာစ try နေ try လဲ try ရောအမမြင်တာကလေအဲ့ဒီနေရာချင်းချင်းသိရတာလေ glow ရတယ်ပြီးတော့နောက်တစ်ချက်ကတော့အမအမြဲတမ်းဝလာပြီးဆိုရင်လေမျက်နှာကအဲ့လိုမျိုးစမလို့ဒီ main နဲ့ထက်ကြီးထွာလာအဲ့ main နဲ့ထက်ကြီးပျောက်သွားတာကိုမြင်ပြီးတော့လေဟဲ့ဟုတ်လို့လားပေါ့ငါ high food သွားပြည့်ရင်တောင်မှပေါ့နော်ငါအဲ့လိုမျိုးကြီးမဟုတ်ဘူးပေါ့ ဒါကြီးကဟုတ်လို့လားဆိုတော့အမအဲ့ဒီမှာစပြီးတော့ဆန်းပြီးတော့တုံးကြည့်တာအမလက်ရှိကတော့တိတိကျကျဟိုဟာဖြစ်တာတော့သူကမင်းနဲ့တက်လုံးဝပျောက်သွားတယ်မျက်နှာကလိုးတယ်ပြီးတော့နောက်အမတို့ညာဘက်ဒီပိုင်းစကင်ကဲညာဘက်ပဲလှုပ်ပြစ်တာဟုတ်အမတို့ကတနေကုန်အမတို့ကမလှုပ်ပြစ်ဘူးလုပ်ငန်းနဲ့ပဲဆိုတော့အညာဘက်လှုပ်ပြစ်တဲ့အချိန်မှာစကင်ကဲတွေလည်းထိရောက်တယ်ဟိုမှာလေအဲ့တော့မလို့တုံးပြစ်တာပါ တငယ်ချင်းတွေတောင်မေးကြတယ်ဟုတ်လားမဟုတ်လားတော့ကို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 တော့ဟိုဟာမဖြစ်ဘူးပေါ့နော်ဘေးနာလူကတော့ကိုကိုပို့တိမှာပေါ့နော်သူတို့ကမေးတယ်အဲနေတလောက်ဟိုဟာဖြစ်လာပြီးတော့မှမင်းနဲ့တကြီးလဲပြက်ပြောက်သွားရင်နေဘာတွေကိုကိုပြီးကြိတ်ပြီးတုံးနေရလဲဆိုတော့တငယ်ချင်းကနေပြီးတော့လှမ်းမိတယ်မေးတော့အာနဲ့အဲ့ဒီတော့ကဆဆချင်းတုံးလဲတုံးပြီးတငယ်ချင်းကနေတိကျင်တယ်မလားငါ့ရဲ့ဥစ္စာဆိုတော့တငယ်ချင်းကိုအဲ့ဒါလှမ်းပြီးတော့မှလိုင်းပေါ်ကနေနောက်လိုက်တာအမကလှမ်းပြီးတော့လေအဲ့ဒီမှာအမရဲ့မင်းနှစ်ထပ်လုံးဝပြောက်သွားတယ်မျက်နှာကလေအရင်တော့ကပုံနေရဲ့မျက်နှာကတော့အမပြလို့ရတာပေါ့နော်အဲ့ဒီတော့ကပြတာဆိုမျက်နှာ ပြီးပြဲကွဲနေတာပဲအခုဆိုအမဒီဥစ္စာ V shape ပဲပေါ်လာတယ်ဒီအဓိကတရားတွေပဲပျောက်သွားတာလုံးဝအရှင်ပျောက်သွားတာလေအဲ့ဒါလေးသိရတယ် skin care လုပ်တဲ့နေရာမှာလဲဟိုဘယ်လိုပြောမလဲဆွဲတာဆွဲတယ်ပေါ့နော်ပိုထိရောက်တယ်လုံးဖြစ်တာပေါ့ ုတ်ဖြစ်တယ်သူတို့အရိဟာလည်းပြောပြတယ်နောက်ပြီးဆုံးပါလဲတငယ်ချင်းအရိတယောက်ဆိုရင်တော့မှသူ့ရော့အဲ့မှာဆက်ကိုတုံးကြည့်နေတုံးကြည့်အောင်ဆိုပြီးတော့အဲ့လိုတော့ပေးပြီးတော့မှသူ့ကိုလောက်ခိုင်းတာသူကအရန်ဟိုကကိုနေကလပွန်တရီလုံကတငယ်ချင်းဦးစဖြစ်နေတော့လေအာသူတို့သူရခမတော်ပြောနေတယ်ဆက်ကအရန်ကောင်းတာပဲနော်တဲ့အာမနေ့ပြန်တော့တောင်းရတာနော်ကိုတော့ IAP ရဲ့အစပစ်တွေထဲမှာဘယ်အချက်ကိုကြိုက်တာလဲဆိုတော့အဓိကအမားတို့လိုမျိုးဘာမှမတုံးတဲ့လူကိုဘေးနားနေအားပေးတာပေါ့ ဘေးနားကနေအားပေးပြီးတော့မှဒီအားလေးကဒီလိုလေးတုံးလိုက်ရတယ်ဟိုမိသားစုလိုမျိုးပဲပေါ့ဘေးနားကနေပေါ့ဒါလေးကဒီလိုရှိတယ်ဒါလေးကအမတို့မတုံးတဲ့လူကတုံးကျင်တဲ့စိတ်လေးတွေပေါက်လာတယ်အဲအဲ့ဒါလေးတွေရဲ့ပြီးနောက် customer ကို customer service ဆိုရင်လည်းကြိုက်တယ် customer ကိုဆိုအမြဲတမ်းပေါ့နော်ဘာလေးကဘယ်နေရာမှာဘာဖြစ်တာလဲအမနဲ့အဆင်ပြေလားဟိုကို့ဘေးနားကနေပြီးတော့ကို့တငယ်ချင်းနေကို့မိသားစုတောင်မှကို့အလောက်ထိမပြေနိုင်သူတို့ထိုင်နိုင်ပြီးတော့ကို့ကိုမေးမေးပြီးတော့မှ ဟိုမိနေနေမှာကွာဟာဟုတ်တယ်ငါဒါလေးတုံးကြည့်ရအောင်မယ်ဆိုတဲ့ပုံစံလေးနဲ့ပေါ့အဲ့လိုမျိုးလေးအဲ့ဒီစာပေလေးလေးအမှအရန်ကြိုက်ပါတယ် ထုတ်ချင်တာကတော့အဲ့ဒီအမျိုးသားတွေဆိုရင်လည်းတန်တန်ကြရင်သူတို့တွေအမားတို့အမျိုးသားတွေဆိုရင်တန်တန်ကြရင်အလုပ်တွေလည်းများနေတော့တော့အပြုံမသွားဘူးအဲအမျိုးသားတွေအတွက်သုံးဆောင်မဲ့ဥစ္စာလေးတွေပြီးအမျိုးသမီးတွေအတွက်အလှပရေးရာလေးတွေအဲ့လိုမျိုးလေးပေါ့နော်အမကတော့အများကြီးထုတ်စီတင်ပါတယ်လို့မျော်လဲမျော်နေတာပေါ့ဟုတ်ကဲ့ပါအကြံပြုကျင်တော့ဘာတစ်ခုမှမရှိပါဘူးအကုန်လုံးပြည့်စုံနေတော့ဘယ်လိုအကြံပြုရမလဲတော့မသိတော့ဘူး